။မင်္ဂလာပါရှင်။ The Celebrity New ရဲ့နိုဝင်ဘာ6ရက်နေ့ည7:00နာရီတိနောက်ဆုံးအမှုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါရှင်။ Game One ARC ကနေတိမ်မောင်းနှစ်တောင်းခွဲတဲ့စိတ်နဲ့စွကြီးကိုလူရှိသူရှိမှဝယ်ပေးဖို့ပူဇော်လိုက်တဲ့စုပြည်တစည်းရဲ့တရီ။ကိုကိုရမင်းနွမ်းပါတဲ့အဖိုးဘွားတွေကိုအခုလိုနီနန်းနဲ့ဆန်ရီတေစီတွေလူတန်းကဲလို့လူပြောများနေတဲ့နေပေါ်ရင်တည်းကြီးရဲ့တရီ။တဲ့စုငယ်ကိုမစ္စတာမာဆိုပြီးပြောခဲ့ပြီးနောက်မှာဝက်လေပြည်အများရှိမှမြေကြီးကြနေတဲ့နဝရဲ့တရီ။ ်ပတိမတ်တဲ့ပုံစံနဲ့ပထမအဆုံးရည်သွေးလေးကိုမွေးပွားနိုင်ခဲ့တဲ့နေကြည်ဦးရဲ့တဲ့ပါဝင်အမားပြစ်သူဝေးမာနေဝင်းကြောင့်သူအိမ်တော်မကြပဲနေသူပြိုကြီးဖြစ်နေတာကိုပြောလာတဲ့ရာဇာနေဝင်းရဲ့တဲ့နှုတ်ကိုရှုစားမှာပဲဖြစ်ပါတယ်ရှင်ကိုကိုရမင်းနွမ်ပါရီပူပွားရီကိုခုလိုနီးလည်းနဲ့ဆိုင်တွေစီတွေလူတန်းကဲလို့လူပြောများနေတဲ့နှွေးပေါ်ရင်တည်းချင်း ဂလူတန်ဆိုတာ ਨੇ ပတ်သက်လာရင်မြန်မာလူမျိုးတွေကရရောကြပါရည်။ဒါပေမဲ့ဘေးကင်းနေဆိုတာတဲ့ဘလို့ပုံစံနဲ့ဘေးကင်းတည်းဆိုတာက လက်ခံရရှိသူရဲ့စိတ်နှလုံးကို အများကြီးသက်ရောက်မှုရှိပါရည်။ဒီပေါ်ရင်ရဲ့လူကတော်ရုံလူမတွေ့မိတဲ့အင်မတန်မှနည်းနည်းပေးလေးစားစရာကောင်းတဲ့နေလနဲ့လူကြတာပါ။ပထမဆုံးပြောရရင်ဒီပေါ်ရင်ဆိုတာကအထည်လင်းတဲ့လူသုံးကုန်တွေကိုရောင်းချတဲ့လုပ်ငန်းရှင်မိသားစုပါ။ဒါပေမဲ့သူတို့ရဲ့ထူးခြားချက်ကသူတို့ဟာအခြေခံလူရင်းစားရည် ဝင်ငွေနဲ့ပါသူတွေတက်နိုင်တဲ့ဈေးနှုန်းတွေနဲ့ရောင်းချပေးလို့ရှိပါတယ်။နောက်ချက်ကတော့သူတို့ပရိုက်တာလုပ်တဲ့ကလူတွေကမှအခြားသူတွေစီကနေအလုံငွေကောက်ခံပေးလူတာမျိုးမဟုတ်ပါဘူး။သူတို့ရဲ့စီဝါရေးရနေရလာတဲ့ကိုပိုင်မြင့်ငွေတွေကိုပဲသုံးပြီးတော့လူရနေတာပါ။ဒါကြောင့်လေသူတို့ရဲ့စေတနာကအမြဲတမ်းပို့ပြီးတော့ထိရှားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာမျိုးပိုးအိန်တို့စတိမောင်နှံကအဝယ်စားတွေရောင်းတာမဟုတ်ပဲဆိုင်အိတ်တွေစီပုံးတွေကိုကိုယ်တိုင်ထိုင်ပြီးရောင်းလဲရောင်းခဲ့ပါတယ်။သူတို့သွားရောင်းတဲ့နေရာတွေက တိုက်တာအင်ဂျီတွေစီကိုမဟုတ်ပါဘူး။ရန်ကုန်မြို့ရဲ့လမ်းဘေးတွေမြေကန်းတဘေးမှာမိုးကစားတွေဆောင်စုပ်တွေနဲ့ကာရံပြီးတော့ဖြစ်သလိုနေတိုင်းစားတဲ့အင်ဂျီရမယ်ဘိုးဘွားတွေစီကိုပါ။လူတယောက်တောင်မှကောင်းကောင်းချီးစမ်းအိပ်ဖို့မလွယ်တဲ့လေးတိုက်ရင်လင့်သွားမလားတရားတဲ့တဲဆုပ်လေးတွေထဲမှာနေနေရတဲ့ဘိုးဘွားတွေစီကိုသူတို့ဇနီးမောင်နှံကဆန်အိတ်ကြီးတွေထမ်းပြီးတော့ရောက်သွားခဲ့ပါရီ။သူတို့ကလူမလို့ဆိုပြီးသွားတာမဟုတ်ပါဘူး။ဦးလေးတို့အန်တီတို့ဆန်နဲ့စီမာထားလားမသိဘူး။ဆန်ဆိုင်ကလာပို့တာပါဆိုတဲ့ပုံစံမျိုးနဲ့ချင်းကဲခဲ့တာပါ။ အဖိုးဘွားတွေခင်ဗျာမတော့ရုတ်တရက်ကြောင်သွားတာပေါ့သူတို့မှပေးစရာပတ်စံလည်းမရှိဘူးမှလည်းမမထားဘူးလေအမထားဖို့ဆိုပြီးတော့ဇုံညင်းနေခဲ့ကြတာပါအဲ့ချိန်မှာနှွေဘိုးရင်တို့ကဈေးနှုန်းကိုပြောလိုက်ပါတယ်စံတအိတ်ကို900ကျက်စီတဘူးကို300ကျက်ပါနှစ်ခုပေါင်းမှ1000ကျက်သေးပါတယ်ဒီစကားကိုကြားလိုက်တဲ့အချိန်မှာဖိုးဘွားတွေရဲ့မျက်နှာမှာအံ့ဩဝမ်းသာမှုတွေနဲ့ပြေးသွားပါတယ်အခုနာကဇုံညင်းနေတဲ့သူတွေက1000ဆိုရင်တော့ဝယ်မယ်ဝယ်မယ်ဆိုပြီးအတင်းကိုမှလူဝယ်ကြပါတော့တယ် န်တိန်နဲ့စီတဘူကိုတထောင်နဲ့နဲ့ရလို့ပျော်ရွှင်ပြီးတော့လူဝင်နေကြတဲ့ဖိုးဖွားရဲ့မြေခွေးဟာနေပွေးဥတို့ဇနီးမောင်နဲ့အတွဲဘလောက်တီပီတီဖြစ်စရာကောင်းလိုက်မလဲဆိုတာမှန်ကြည့်နိုင်ပါတယ်။နေပိုးအိမ်တို့ရဲ့အတွဲကော်ကရမ်းမုံမြက်ကတစ်ဖက်သားကိုတွေးပေးတတ်တာပါ။လူတွေလို့ပြောလိုက်ရင်အလကားပေးလိုက်ရင်လက်ခံရရှိသူအထူးသဖြင့်ဘဝကိုရုန်းကန်နေရတဲ့တက်ကြီးရွယ်အိုတွေမှာတင်ငယ်စေးဝင်သွားနိုင်ပါတယ်။သူများပေးမှာစားတဲ့ဘဝဆိုပြီးကိုယ့်ကိုအားငယ်သွားမှရှက်သွားမှကိုသူတို့ကစိုးရိမ်ကြတာပါ။ အခုလို့ရှောင်းနေတောင်ကျက်နဲ့ဝေခိုင်းတော့အဖိုးဘွားရိဘကငါတို့ပစံပေးပြီးဝေတာဆိုရဲကိုသိကလေးနဲ့ပျော်ရွှင်နေစိနဲ့လက်ခံနိုင်နိုင်ကြပါရီနောက်တဲ့အပွားတယောက်တည်းနေတဲ့တဲလေးကိုရောက်တော့အပွားမှာတထောင်ကျက်တာမရှိပါဘူးပစံတပြားမှမရှိလို့မဝင်နိုင်မှုပြောတော့နှွေဘိုးအိမ်တို့ကဒါဆိုအပွားစီမှာရှိတဲ့ရေကွက်လေးနဲ့လဲပေးပါဆိုပြီးဆန်နေစီကိုရေတကွက်နဲ့လဲခဲ့ကြပါရီအပွားကများရေတကွက်တည်းနဲ့ဒီလောက်များကြီးရလို့အားနာနေခဲ့ပါရီဒီဒီကျက်ကတင်ငင်းစာတစ်ခုပေးပါရီ တကယ်စေတနာတကယ်ပရိုက်တာဆိုတာငွေကြေးပဏာနာများများသူနိုင်တာတခုတည်းမဟုတ်ပါဘူး။လက်ခံရရှိမဲ့သူရဲ့ဂုဏ်သိက္ခာကိုနားလည်ပေးတာသူရဲ့စိတ်ကံစားချက်ကိုမထိခိုက်အောင်တင်ငင်စိတ်ဝင်အောင်နီးလန်းရှာပြီးတော့ကူညီပေးတာအကောင်းဆုံးသောပေးကမ်းခြင်းတစ်မျိုးပါပဲ။နေပွေးဦးနှောင်မီသားဆိုတာအရင်ကလေးပေးတော့ကလည်းရှေ့တုန်းကနေပါဝင်ကူညီခဲ့သူတွေပါ။အခုလိုစေတာမှန်လို့လေသူတို့ရဲ့စီဝါရေးကဒီတက်မကတိုးတက်နေတာဖြစ်ပါလိမ့်မယ်။သူတို့ပြန်မတော့ခင်တာတော့မှနောက်လေလာရှာအောင်မယ်ဝယ်တော်လို့မှသွားခဲ့ပါရဲ့။ ။ဒါကတော့ငွေတထောင်နဲ့ရောင်းချပေးခဲ့တဲ့နှွေးပိုးအိမ်တို့ရဲ့ငုံမြတ်တဲ့လူကြောင်းပဲဖြစ်ပါရည်။ဒီလိုစိတ်တဲ့မျိုးဒီလိုတွေးကောမျိုးနဲ့လူတန်းတဲ့ပုံမှာပြိသက်ရဲ့မြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။ခင်မောင်ဟင်းဝင်းစီကနေတိန်းနှံခွဲတဲ့စိန်လက်စကြီးကိုလူရှိသူရှိမှဝယ်ပေးဖို့ပူဆောင်လိုက်တဲ့ဆိုဖြစ်တဲ့စဉ် ခုတစ်ခါမှပရိသတ်တွေကြားထဲမှာထပ်ပြီးတော့ရေပန်းစားသွားတာကတော့မင်းသမီးကျောင်းစုပြည့်စင်တရားသူ့ရဲ့ခင်မောမင်းသားကျောင်းရဲ့ဟင်းဝရံကိုလူချင်းသူချင်းမှာပူဇော်လိုက်တဲ့အရာတစ်ခုကြောင့်ပါပဲဒါဟာဘာများဖြစ်မလဲဟုတ်ကဲ့သိမ်းပေါင်း2000ခွဲတန်တန်မိုးရှိတဲ့စိန်လန်းစုကြီးတစ်ခွဲပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာမြင်တွေ့ခွင့်ရတာကတော့သူတို့ဇနီးမောင်နှံဟာစင်ရဲ့ green စိန်တိုင်းရတနာဆိုင်ကြီးမှာရောက်ရှိနေတော့ကစုပြည့်စင်ကဒီအရာမှစိန်လန်းစုကြီးကိုတွေ့ရှိပြီးတော့အရင်ကသဘောချသွားခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီနေရာမှာပဲသူမရဲ့ခင်မောဖြစ်သူဟင်းဝရန်ကိုဒီလောက်ဆိုလေးလိုချင်တဲ့ဝဲပင်းဆိုပြီးတော့လူရှိသူရှိမှာပဲချစ်ပွဲပူဆောင်ခဲ့တာလို့သိရပါတယ်ရှင်ခင်မောဖြစ်သူဟင်းဝရန်ကလည်းဇနီးကြောင့်လေးပူဆောင်မှုကိုအကျိုင်းလိုက်ပြီးတော့မျက်နှာတစ်ချက်မပြတ်ချက်ချင်းပဲအဲ့ဒီသိန်းနှောင်းခွဲတဲ့စိန်လန်းစကြီကိုဝဲပင်းလိုက်တယ်လို့သတင်းတွေကဆိုရင်ဒီဗီဒီယိုပေါ်ထွက်လာတဲ့ဒီပိုင်းတည်းမှာထို့သဖြင့်တော့မင်းကလေးပြိသက်တွေကြားထဲမှာတော့ဆိုပြေစဉ်တရားတကယ်ကောမှကံကောင်းဆုံးမင်းကလေးပဲဆိုပြီးတော့တခဲနဲ့သတ်မှတ်ကုန်ကြပါပြီ အကြောင်းလဲဆိုတော့ဆိုပြေစင်ဟာဟင်းဝင်စီကနဲ့အချစ်ကိုရတာတော့မကသူရဲ့မိသားစုသူရဲ့ရောက်ခွားရင်းစီကနေအချစ်တွေအလင်းထောင်းမှုတွေကိုအပြေးဝါရရှိထားသူလေးပါနော်ပြိတ္တတို့ကလည်းသိကြတဲ့အတိုင်းဟင်းဝင်ရဲ့တို့မိသားစုဟာလည်းတမန်တထင်းမိသားစုမဟုတ်ပါဘူးသူတို့ဟာမော်ဘီနယ်ရဲ့ကုန်းဆောင်ထိတ်တန်းတထင်းမိသားစုဖြစ်ပါရင်ရန်ကုန်မြို့မှာလည်းအကြီးစားဆောင်ရေးကုမ္ပဏီတွေထုတ်လုပ်ရေးလုပ်ငန်းတွေလုပ်ငန်းတွေပါဝင် များပြားလာတဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုလည်းလာရောက်ချိန်ဆောင်ဝယ်ခိုင်းကြတဲ့ချမ်းသာကြွားတွေပါ ဒီလောက်ချမ်းသာတဲ့မိသားစုကသူတို့ရဲ့ချွေးမပေါ်ထားတဲ့သဘောထားကိုလည်းပြိတ္တိအားချစရာပါပဲဟင်းဝင်ရတဲ့မိမာတွေကလည်းချွေးမဖြစ်သူဆိုပြေစင်ကိုအယံကိုမှချစ်ကြတယ်လို့အတွင်းတွေကပြောပါတယ်သူတို့ပြောရင်းရှိတာကဆိုပြေစင်ဟာသူတို့မိသားစုရဲ့ဂုဏ်သိက္ခာစင်တန်နဲ့လိုက်ဖက်ညီတဲ့ချွေးမလေးဖြစ်တဲ့လူကြီးသူမစကားကိုလည်းနားထောင်နေကိုကိုကိုတန်မိုးရှိအောင်နေထိုင်နေတကယ်ကိုမှတန်မိုးရှိတဲ့ချွေးမလေးဆိုပြီးတော့ချစ်တွေပုံနေကြတာပါသူတို့ရဲ့မင်္ဂလာဝဲပြင်ဆင်မှုတွေကိုကြည်တာနဲ့ချွေးမပေါ်ဘလောက်လေးထောင်းလဲဆိုတာကိုတည်တာပါတယ် မင်္ဂလာသက်ပုံပြေဝင်နေတဲ့တရုတ်ပြည်ကရေခဲတောင်ကြီးပေါ်မှာအထီကိုအကုန်ကြခံကတောင်းရောက်ရိုက်ကူးပေးခင်ချာပါတယ်။ဒါလည်းမကတိပါဘူးဟင်းဝင်းရင်ရေစာတီမွန်ပြည်နယ်မော်လမြိုင်မြို့မှာရောဆိုပြည့်စင်ရဲ့ဇာတိမြို့မှာပေါခန်းထားတဲ့ဓပုံတွေကိုထပ်မံရိုက်ကူးခင်ချာပါသေးတယ်။ဒီကအဖြစ်တော့ဗဇက်အဟောင်းသားဖြစ်သွားစီခဲ့တာကတော့မင်္ဂလာလက်ဖွဲ့ပါပဲ။ဟင်းဝင်းရင်ဖခင်စောင်းလို့တထေးကိုရင်ကချွေးမလေးစိတ်တိုင်းစာနေထိုင်ဖို့အတွက်သိန်းပေါင်း6000တန်ဖို့ရှိတဲ့ခင်မီ3တက်တိုက်ကြီးတစ်ခုလုံးကိုလက်ဖွဲ့ပေးခဲ့တာပါ။ကိန်း အဲ့လိုတော့ခင်မိုးမကလည်းအသက်ရှူတိုင်းချင်းယောက်ကမတွေကလည်းတန်ဖိုးရှိတဲ့ချွေးမလေးဆိုပြီးတော့အသေးဆွဲချစ်ခင်ကြရတော့ကြီးကြီးနဲ့ချမ်းသာတဲ့မိသားစုတွေကလည်းအရာရာပံ့ပိုးထားတော့ဆိုပြေးစဉ်တောင်သိန်းပေါင်း2000ခွဲတန်းစိမ့်လက်စကြီးကိုလူရှိသူရှိမှပူဇော်ဝင်ရတာကတော့မဆမ်းပါဘူးနော်ဟင်းဝင်ကလည်းသူ့စနီးလေးရဲ့ပူဇော်မှုကိုသဘောကျပြီးဝယ်ပေးခဲ့တယ်လို့ဆိုပါတယ်ဒီတဲ့င်းကိုကြားရတဲ့ main clip ပရိသတ်တွေကတော့ဆိုပြေးစဉ်ရဲ့ကံကောင်းမှုအတွက်အားကြမဆုံးဖြစ်နေကြပါတယ်ကြီးစုနေကြတဲ့ပရိသတ်ကြီးတို့ကရော ခင်မုန်းကလည်းချင်းရောက်ခမတွေကလည်းအင်းရင်ချစ်ပြီးအရာရာပတ်မိုးပေးတာခံရတဲ့စုပြည့်စင်အတွက်ကုံယုံဝမ်းသာမိကြလားဒါမှမဟုတ်အားကျနေကြပြီလားကမ္ဘာမှာကိုယ့်ရဲ့မြင်လေးကိုဝင်ရောက်ဆွေးနွေးတော့ကြပါအောင်ရှင်တယ်ဆူငင်ကို Miss Drama ဆိုပြီးပြောခဲ့ပြီးနောက်မှာဝက်လဲပြီးတော့အများရှိမှမြင်ရကြနေတဲ့နဝေးအားလုံးပဲမိင်္ဂလာပါတယ် Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါရီး မေဆွေအင်တာနက်ရှင်နယ်မှာတရားမျှတမှုမရှိလို့စေမုံမငိုခဲ့ရတဲ့တဲဆူငင်ကိုနက်ဝက်ကမြေရဲ့ကျူတဲ့ဒရမာကင်းနေဆိုပြီးတော့ပြောဆိုခဲ့ပါရီတဲဆူငင်ကိုတလဲမရှိအောင်တရက်ဖို့ကိုလည်းတင်ပေးအမေကြာစီအောင်လည်းလုပ်ခဲ့ပါရီအခုတော့နက်ဝက်ကတဲဆူငင်ကိုပြောခဲ့တဲ့ယာယီတွေဝန်းနေနေပြီဖြစ်ပြီးတော့တရင်းစာရှင်းလင်းပွဲမှာလည်းမြေရီကြကဒရမာကင်းနေရပါရီတချိန်ကတဲဆူငင်ကိုဝေဖန်ပြစ်တင်ခဲ့သူတွေကအခုတော့တဲဆူငင်ကိုတောင်းပန်စကားပြောလာကြပြီးမှားသွားခဲ့တာကိုဝန်ခံလာခဲ့ကြပါတော့တယ် အလမဲဖန်ပီရီယာစာတဲစုငင်းပြောတာလုံမိသွားလို့အားနာနေကြပါရဲ့။နောက်ဘက်ကသူပိုက်စားထားတဲ့ MGI မှာလည်းနှစ်စင်နေတိုင်းဆင်းလာမပြတ်ပွဲဖြစ်ပြီးအခုလည်းမင်းစုနေပါလာမယ်ရင်းနေပြဿနာတက်နေပြန်ပါရဲ့။နောက်ဘက်ကမကက်စီကိုလာမယ်ကိုပုတ်ခဲ့ပြောဆိုရုံမကပဲအမေးဆက်ဆက်စကလုံးတွေကိုလည်းတုံခဲ့ပါရဲ့။မကက်စီကိုလာမယ်ကိုလူအများရှိမှတင်ပြောဆိုပြီးလုံချိုကြီးကိုခေါ်ခဲ့တာကြောင့်ဂျန်နဲလာမယ်ကမကြည့်နေခဲ့ကြပါဘူး။မကက်စီကိုလာမယ်ဩစကာနဝရဲ့စကားတွေကြောင့် ခမ်းမာတွေကနေငိုယိုပြီးတော့ထွက်ခွာသွားတဲ့အခါနဝက်ကသူ့ကိုပြန်ထိုက်ခိုက်ခဲ့ပါတယ်။နဝက်ကသူပြောတဲ့အတိုင်းလုပ်ရမယ်ဆိုပြီးတော့ပြားပေးတဲ့ပြင်အလမေတွေကိုလည်းသူ့တွေဈေးအောင်ပေးရမယ်သူတွေလို့ပဲသဘောထားတာပါ။အလမေတွေကိုအမိန်ပေးရတာသဘောကျနေတဲ့နဝက်ကိုတော့အနောက်တိုင်းကလာမယ်လေလာမို့မကံပဲ2024ခုနှစ်ရင် မေဆူနေပါဝင်တာဆိုရှင်ဒိမဲလာမယ်ဗီဒိုရီယာကာဂျာကခမ်းမဆောင်လေးကနေထွက်ခွာသွားလိုက်ပါရင်အမေကြီးလာမယ်ကပါထွက်ခွာသွားတဲ့အခါ အကြအလမယ်တွေပါသူ့နောက်ကိုလိုက်ပါသွားခဲ့ပါရီနံပါတ်ကမိတ်ဆွေနှိပါးမှာလဲဒုတိယဥဒါတာဝန်ကိုလဲယူထားပြီးတော့ MGI မှာလို့တလို့ online ဖုန်တွေနဲ့ငွေရှာခြင်းသူဖြစ်ပါရီဖုန်တွေအများဆုံးစရောက်ကိုသူနဲ့တူညစာစားခွင့်တွေကိုပါထည့်သွင်းခြင်းပဲမယ်လေမိတ်ဆွေနှိပါးဘွဲကတော့သဘောမတူခဲ့ပါဘူးမိတ်ဆွေနှိပါးနဲ့လဲအဆင်မပြေတဲ့နံပါတ်ကမက်ကစီကိုလာမယ်နဲ့လဲအဆင်မပြေဖြစ်ခဲ့ပါရီမက်ကစီကိုလာမယ်ကဘာမှကြောက်နေမှာမဟုတ်ပဲဒီဘွဲကိုလာပြိုင်တာက ကိုပိုင်ရင်မဲ့ချက်တွေတွေတိုက်ပွဲဝင်နေတဲ့မိန်းကလေးတွေကိုကိုစားပြုဖို့ပြကြောင်းကို BO5 နဲ့ပြောထားပါရီ။နောက်ကမစ်ဆူနီပါရဲ့ပိုင်ရှင်မဟုတ်ပေမဲ့လည်းသူ့ရဲ့ပြုမှုတွေကြောင့်ပဲဝေဖန်ခံရပါရီ။ဒါကြောင့်မစ်ဆူနီပါပိုင်ရှင်နဝက်ရဲ့လုတ်ပိုင်권နဲ့ပတ်သက်ပြီးကန့်သက်သွားတော့မှာပါ။စီဝါရေးကိုထိခိုက်မှာဆိုရင်လည်းနောက်ကခုတော့သတင်းစာရှင်းလင်းပွဲမှာမျက်ရည်တွေကြာနေရပါပြီ။ပိုပြနေပေမဲ့လည်းမျက်ရည်ကိုမတွေ့လို့ဟန်ဆောင်နေဆိုပြီးတော့လည်းထက်မှန်ပြောခံနေရပါရီ။အလားမွေပွဲတွေကိုကျင်းပတာကသူ့ရဲ့စီဝါရေးလုပ်ငန်းဖြစ်ပြီး လုပ်ပိုင်ခွင့်နေကဲတက်လိုက်ရင်တော့သူ့ရဲ့စီဝါရေးကကြီးကြီးမားမားထိခိုက်သွားမှာပါ။ဒါကြောင့်လည်းကမကက်စီကိုလာမယ်ကိုလေတောင်းမှန်တဲ့အကြောင်းနဲ့သူ့ရဲ့စေတနာတွေကိုနားမလည်ကြဘူးဆိုပြီးငိုပြသွားခဲ့ပါရီ။ဂျန်ဝဲကစာပဲရှိသေးပေမဲ့ပြဿနာကိုနဝက်ကသိဆောင်လာပါရီ။နဝက်နဲ့ပြဿနာတက်ပေမဲ့မစ်ဆူနီဘာကိုတော့ဆက်လက်ကျင်းပသွားမှာပါ။ဂုံတိတ်ကကြီးမာရီမစ်ဆူနီဘာကလွန်ခဲ့တဲ့နှစ်တွေမှာဘာပြဿနာမှမရှိခဲ့ပေမဲ့နဝက်ကထိုင်းနိုင်ငံရဲ့ National Director ဖြစ်လာတဲ့နောက်မှာပြဿနာတွေကတစ်ခုပြီးတစ်ခုပြလာခဲ့ပါရီ။ မြန်မာပြည်သက်တွေကတော့နဝဲတရားရှေ့ရတာကတဲစုံငိမ်ပေါ်မှာမတရားခဲ့တာကြောင့်ဝစ်လေတယ်လို့ပြောနေကြပါတယ်။အလာမေဝေကိုစီဝိုင်းဆက်ဆံလုပ်နေတဲ့နဝဲကလက်ရှိမှာမစ္စတာဒရမာဆိုတဲ့နာမည်ကိုရှာသွားခဲ့ပါပြီ။တဲစုံငိမ်ကတော့စင်ပေါ်ကနေနေဖြစ်ပြီးတော့နဝဲကဒီဖွဲ့စည်းမှာပါဝင်နေတဲ့၍မစ္စူနီဘာကိုမပြိုင်မှုအတွက်တိုက်တွန်းနေကြပါတယ်။နဝဲကတဲစုံငိမ်ရဲ့ဝစ်လေနေရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ရှိရှိအားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ မသူ့ရမနေဝင်ကြောင့်သူ့အိမ်နာမကြဘဲနဲ့လူပြိုကြီးဖြစ်နေရတာလို့ပြောလာတဲ့ယာစာနေဝင်ပြိသက်တရဲ့ချက်တော့တမိုးထူကြတဲ့စိုင်းနေနဲ့အမြဲတမ်းပေါပေါပါပါစားနောက်တတဲ့ဦးရအစာကြီးလို့ချစ်စနိုးခေါ်ကြတဲ့တယောက်စာမင်းသားယာစာနေဝင်ကြောင့်ပဲဖြစ်ပါရည်သူကိုပြိသက်တရာအမြဲတမ်းစားကြနောက်ကြချစ်ကြတာကတော့သူ့ရဲ့လူပြိုကြီးဘဝပါပဲအသက်50ကျော်လာပြီဖြစ်တဲ့ဦးရအစာကြီးဟာအခုထိအိမ်နာမပြူသေးပဲဒီကိုယ်တဲ့ဘဝနဲ့ကျမကြီးလိုက်စားကစပိန်စီပျော့ပျော့ပါပါနေတိုင်းတာပါ ။ဒါပေမဲ့ပရိသတ်တရားလေးသူကမိမမရှိဘူးလား။ထိကြံမနေနဲ့ဆိုပြီးတော့အငြင်းနဲ့မေးမြန်းကြစားနောက်ကြသလိုတကယ်တမ်းသူ့ကိုအိမ်ထောင်နဲ့ပျော်ရွှင်စွာ နေစေချင်ကြတဲ့ပရိသတ်တွေလည်းအများကြီးပါ။အခုတော့ဒီမေကုန်းရဲ့အဖြေကိုရှာစားနေဝင်းကိုယ်တိုင်ကပုံပွင့်လင်းလင်းပြောလာပါပြီ။ဒါပေမဲ့သူ့ဖြေကပရိသတ်တွေထင်ထားသလိုမဟုတ်ပဲသူ့ရဲ့အမအရင်နမေကျော်စိုးကြီးမာနေဝင်းကိုလက်ညှိုးထိုးလိုက်တာပါပြီ။ပရိသတ်တွေတည့်ရဲ့အတိုင်းရှာစားနေဝင်းနဲ့အိမ်မဝင်းတို့မနမဟာတကြီးတကာကကနဝင်းရုပ်ရှင်မင်းသားကြီး ကောလိပ်ဇနီဝင်းရဲ့ကားနဲ့သမီးဖြစ်ပါရည်။မြပညာမျိုးရိုးကစင်တက်လာသူတွေပြပေးနေရောက်စလုံးကသူကိတုကမှအောင်မြင်မှုတွေရရှိခဲ့ကြသူတွေပါ။ရှာသာနေဝင်းဆိုရင်သူ့ရဲ့ထူးခြားတဲ့စတိုင်၊သူ့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကြောင့်လူငယ်တွေကြားထဲမှာအမြဲတမ်းရေပန်းစားခဲ့သူပါ။အချို့ကတော့သူ့စတိုင်ကိုခေါက်ကြောက်ကြောက်ခေါက်တောင်တောင်လို့တောင်မှပြောကြပေမယ့်အဲ့ဒါကဘသူနဲ့မှမတူတဲ့ရာသာနေဝင်းစတိုင်ဆိုပြီးသူ့ရဲ့မျက်သားတစ်ခုလိုဖြစ်နေပါရည်။အခုနောက်ပိုင်းအင်တာဗျူးတွေမှာတော့ရှာသာနေဝင်းဟာသူ့ရဲ့ခြေရဲ့အိမ်တော်ရင်းနဲ့ပတ်သက်ပြီး အမားဖြစ်သူအမနေဝင်ရဲ့ချုပ်ကျယ်မှုတွေကြောင့်ကိုရေးစရာနှုတ်ပြီးတော့ပြောပြလာပါတယ်။သူပြောရကတော့သူအသက်60ကျော်နေပေမဲ့အခုဒီအမားဖြစ်သူရဲ့အုပ်ချုပ်မှုအောက်မှာကလေးတယောက်လိုနေနေရတော့မှာရင်အပြင်သွားတာကစားလူမွေရေးကိစ္စဆိုအမားဖြစ်သူဟာစီမံခန့်ခွဲတာတွေရှိရလို့ဆိုပါတယ်။အထူးသဖြင့်သူနာကိုကောင်မလေးတွေကက်လာရင်ဒါမှမဟုတ်သူဟာကောင်မလေးတွေနဲ့ပတ်သက်လာရင် အမားဖြစ်သူအမနေဝင်ကလုံးဝသဘောမတူဘဲတကာတလေဆဲရတောင်မှရှိရလို့သူဟာစားနောက်ပြီးတော့ပြောခဲ့ပါတယ်။ဒီလိုမားဖြစ်သူဟာအမြဲတမ်းတင်းကျပ်ချုပ်ချယ်နေတဲ့အတွက် သူနောက်ကိုပဲကောင်းမလေးမှမကရဲတော့ပဲနောက်ဆုံးမှာတဘိုးတဲ့လူပြိုကြီးပွားနဲ့ကျင်းရနေတာပါလို့ရာဇာနေဝင်းကဆိုခြင်းမှမပါဘီပရိသတ်တွေရဲ့တင်စီဒါမှမဟုတ်အမေကြီးအမရာဇာနေဝင်းကဒီလိုစားနောက်ပြီးပြောလိုက်ပြီမင်းပရိသတ်တွေရဲ့တုတ်ပြန်မှုကဒီမျိုးဖြစ်နေပါရည်ပရိသတ်တွေကြမှာတည်ကျေးပေးနေတာကတော့အမဖြစ်သူအမဝင်ဝင်းနေနဲ့သူ့မောင်ကိုကြောင်းမဲ့ချုပ်ချတာမဟုတ်လားဘူးဆိုတာပါပဲပရိသတ်ချုပ်ရဲ့မြင်မှာတော့ရာဇာနေဝင်းရဲ့ပွင့်လွှဲနဲ့ဇယိုက်တကားတလေးစေရောလူပါပုံမှန်မဟုတ်သူတို့ထူးခြားနေတဲ့ပြမှုတွေကြောင့် အမဖြစ်သူကစိတ်ပူနေတာဖြစ်တိုင်းလို့သုံးသက်ကြပါရီဒါအမဖြစ်သူကိုမုံလို့ချုပ်ကျဲတာမဟုတ်ပဲပွင့်လင်းပြီးတော့ဟာသဆယ်လုံးနဲ့သူ့မှာအဖြစ်တဲ့နာရီမဖြစ်အောင်ဒါမှမဟုတ်လူလင်းလူကောက်တရေတုံးချတာမခရအောင်အမေကြီးအမနေရာကနေဝင်ပြီးတော့ကာဝယ်ဆောက်ရှောက်ပေးနေတာဖြစ်နိုင်တယ်လို့ပရိသတ်တရားမှတ်ချက်ပေးနေပါရီဘာဖြစ်ဖြစ်ဥရစာနဲ့ဝင်ကတော့သူ့ရဲ့လူပြုတ်ဘွားကြီးကိုပျက်ပျောက်ရွှေမဲဖျက်တမ်းနေပြီအမှုပညာလုပ်တွေကိုလည်းပြန်လုပ်နေပါပြီအကြသေးခင်ကပဲပြန်မပြောအားဆိုရင်ဖြစ်စကားကြီးမှလည်းပါဝင်တည်ဆောင်တာတွေ့ရပါရီ ပရိသတ်ကြီးနေနဲ့ရောဒီမြပညာမောင်နှမရဲ့အကြောင်းကိုဘယ်လိုမြင်လဲရှာစားနေဝင်းပြောသလိုအမဟိမနေဝင်းကတကယ်ပဲချုပ်ချယ်လို့နေရလားဒါမှမဟုတ်ပရိသတ်တွေချင်းသလိုမောင်ဖြစ်သူကိုအနီးကဲဆောက်ရှောက်ပေးနေတဲ့အမအကောင်တယောက်လားဆိုတာမိမိရဲ့မြင်လေးကိုလည်းပြောသွားပေးခဲ့ပါဦးရှင်မထင်မှတ်တဲ့ပုံစံနဲ့ပထမအုံဆုံးရင်သွေးလေးကိုမွေးဖွားနိုင်ခဲ့တဲ့နေကြီးကို မြန်မာနိုင်ငံရဲ့ထိတ်တန့် celebrity တို့ beauty blogger လောကရဲ့ဘယင်မလို့တောင်တင်စားမယ်နေဂျီဦးတယောက်မိခင်လောင်းဘွားကနေတကယ့်မေမေတယောက်ဖြစ်သွားခဲ့ပါပြီနေဂျီဦးခလင်းမွေးကစမထူးဆန်းမိမယ်တားလီအတွက်နေဂျီဦးပြင်ဆင်ထားတဲ့အရာတွေကတော့တကယ့်ခန္ဓာကချီးကျူးနေရတာပါနေဂျီဦးဟာရိုးရိုးနာမည်ကြီး celebrity တယောက်လည်းမဟုတ်ပါဘူးသူရဲ့မိဘတွေဟာဆိုရင်မော်လမြိုင်ကျိုက်ထုံနာကနာမည်ကျော်စိမ့်နဲ့တင်အပန်းဖြေဥယျာဉ်ကြီးကို ပိုင်ဆိုင်ထားတဲ့ထိတ်တန့်လုပ်ငန်းရှင်ကြီးဖြစ်ပါပဲပြောရရင်တော့ ။ငငယ်လေးနဲ့ကကြည်ကြည်တက်ချမ်းသာကြွားတဲ့မိသားစုကနေပေါက်ဖွားလာတော့သူရဲ့ကိုမိုင်းအောင်မြင်မှုနဲ့မိဘတွေရဲ့ကြွယ်ဝမှုတွေပေါင်းစပ်လိုက်တဲ့အခါမှာတော့နေဂျီဝါမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးဩဇာအကြီးဆုံးလူငယ် celebrate ထဲမှာထိတ်ဆုံးပါဝင်ခဲ့တာပါ။ဒါလည်းမကသေးပါဘူး။နေဂျီဝါရဲ့ခင်မွန်းတဲ့ဟာသူရဲ့သားလေးနဲ့ဖခင်ကလည်းတာမန်လိုလည်းမဟုတ်ပြန်ပါဘူး။သူတို့မိသားစုဟာမြေရွှေဆင်ဆက်ချမ်းသာလာတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်ရတနာကုန်တဲ့တထေးကြီးဖြစ်တယ်လို့သိရပါဗျ။ ဆိုတော့နေဂျူးရဲ့မွေးရပါဒနာဥစ္စာရင်းနဲ့သူခင်မဘက်ကမျိုးရိုးဆင်ဆက်ကြွယ်ဝမှုတွေပေါင်းစပ်လိုက်တဲ့အခါမှာတော့အခုမွေးဖွားလာတဲ့တာလင်ဟာမြန်မာနိုင်ငံရဲ့အကြီးမားဆုံးအမွေးဆက်ခံသူတွေကတယောက်ဖြစ်လာတော့မယ်ဆိုတာအသေးချပါပဲဒီလောက်ချမ်းသာပြီးနာမည်ကြီးတဲ့သူတို့ဇနီးမောင်နှံဟာသတင်းရဲ့ပထမအဆုံးရင်းသွေးဦးလေးကိုမြန်မာနိုင်ငံမှာမမွေးဖွားခဲ့ပါဘူးသတင်းနေရသူတို့ဇနီးမောင်နှံဟာအင်းနီချင်းထိုင်းနိုင်ငံမှာရှိတဲ့အဆင့်မြင့်ဆုံး VIP ဆန်တဲ့နိုင်ငံတကာစီးရုံကြီးတစ်ခုမှာအေးအေးဆေးဆေးလုံလုံချုံချုံနဲ့မွေးဖွားခဲ့တာဖြစ်ပါတယ် ဒီလိုနိုင်ငံများမှာတာယောက်မွေးဖွားနိုင်ဖို့အတွက်ကုန်ကျစရိတ်ကြိုတင်ပြင်ဆင်မှုတွေသာဒါမှန်လူတယောက်တက်ကတော့စဉ်းစားလို့တော့မရနိုင်တဲ့ပမာဏဖြစ်ပါတယ်။အခုမွေးဖွားလာတဲ့ချစ်စရာကောင်းတဲ့သားလေးအတွက်သူတို့မိဘတွေကဗားရီပြင်ဆင်ထားလင်ကြားသိရသလောက်တော့ဒီသားလေးနေထိုင်ဖို့အတွက်အမေရိကန်ပြည်ထောင်စုမှာအိမ်တလုံးကြိုတင်ဝယ်ပြီးသားဖြစ်တယ်လို့ဆိုပါတယ်။သူရဲ့အန်အောစရာကောင်းတာကအဲ့ဒီအင်ရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ300နဲ့ချီပြီးတန်ဖိုးရှိတယ်ဆိုပြီးတော့တင်းနေထွက်ခဲ့ပါသေးတယ်နော် ဒါဟာမြန်မာငွေနဲ့တွက်ရင်တော့ဘီလီယံပေါင်းများစွာစဉ်းစားလို့မရနိုင်တဲ့ပမာဏကြီးပါဒီလိုပြင်ဆင်မှုမျိုးဟာနေကြီးဦးလိုလိုထိတ်တန်းတိုင်းဝိုင်းတွေမှာတော့ရှားပါးတဲ့ခန်းနာမှုမျိုးဖြစ်ပါတယ်ကလေးတယောက်တည်းဒီလောက်ထိကြီးမားတဲ့ယင်းနှိမ့်မြုံနယ်မှုတွေလှုပ်ထားတာဟာသူ့ဘလောင်းအလေးထားမလဲဆိုတာကိုပြသနေရပါပဲဒီကလေးလေးဟာလူလောကတွေကိုခြေချလိုက်တာနဲ့သူ့အတွက်အစင်းနဲ့စောင့်ကြုံနေတဲ့စီစဉ်ဥစ္စာတွေနာဂတ်ကမိုးထီအောင်မြင်မာနေပါပြီနေကြီးဦးရဲ့တားလိုက်ရချစ်စရာကောင်းတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားသလို သူရဲ့ကုသိုလ်ကံကလည်းတကယ်ကိုမှထူးခြားနေပါတယ်။မွေးဖွားလာခရဲကဘာတစ်ခုမှလုပ်လို့သိမရှိရွှေစုံကပ်ပြီးမွေးလာတဲ့ဘဝနိုင်ငံကဆင့်ပြီးပြုစုဆောင်ရှောက်မှုတွေပြီးတော့သူရဲ့အနာဂတ်အတွက်အဆင်သင့်ဖြစ်နေတဲ့နိုင်ငံသားကအင်ဂျီဒီကြားရတဲ့ကြောင့်နေဂျီယူရဲ့ခလေးမွေးဖွားမှုတရင်ဟာတာမန်ဆယ်လီဘရီတရင်တပုတ်ထက်တော့ပို့ပြီးတော့လူတွေကြားမှာပြောစရာအံ့ဩစရာတရင်တို့ဖြစ်လာခဲ့ရပါတယ်။တချို့ကတော့ဒါကိုပို့တယ် over ဖြစ်တယ်လို့ဝေဖန်နိုင်ပေမယ့်မိဘတယောက်အနေနဲ့ကကိုယ်ရင်သွေးအတွက်အကောင်းဆုံးအခမ်းအနားဆုံးပြင်ဆင်ပေးခြင်းနဲ့မေတ္တာတရားလိုပဲရှုမြင်ရမှာပါ။ ။ EGU ကသူရဲ့ပြိသက်တွေကိုအမြဲတမ်းအားသင့်စေခဲ့တယ်လို့အခုတာလင်ရောက်ရှိလာတဲ့အခါမှာလည်းလောကကြီးထဲမှာအဆင့်တန်းမြင့်မြင့်နဲ့ဝင်ရောက်လာတာပါပဲ။ဒီသတင်းနဲ့ပတ်သက်ပြီးတော့ပြိသက်တွေအမြင်ကရောဘယ်လိုရှိပါသလဲ။ EGU တို့မိသားစုနဲ့ထပ်တူ1000ကကွန်မန့်မှာပြောသွားကြအောင်ရှင်။